1962ခုနှစ်အောက်တိုဘာလကဘာကြီးဟာအထက်အောင်ထားခဲ့ရတဲ့73ရက်တာအချိန်တခုရှိခဲ့ဘူးပါတယ်။ American သမ္မတ John F Kennedy ဆိုဗီယက်ခေါင်းဆောင် Nikita Khrushchev ကဘာအင်အားအကြီးဆုံးနိုင်ငံတစ်ခုနျူကလီးယားဒုံးကျည်တွေကိုတရောင်းနဲ့တရောင်းချိန်ရွယ်ရန်ကဘာကြီးကိုအဆုံးသတ်သွားစေနိုင်တဲ့တတိယကဘာဈေးရလက်တကန်းအကွာကိုရောက်ခဲ့ကြတယ်။ဒါကိုသမိုင်းကကျူဘာဒုံးကျည်ရေအခင်းလို့ခေါ်ပါတယ်။ ီဇယ်လန်းကိုလူတိုင်းကြားဘူးကြတယ်။ဒါပေမဲ့လူများစုမသိတာကအဲ့ဒီတင်းမာမှုအမြင့်ဆုံးအခန်းထဲမှာသမရကန်နရီရဲ့လက်ထဲမှာတခြားသူတွေမသိတဲ့လူဝဲ့အချက်တခုရှိနေခဲ့တယ်။ကန်နရီကဆိုဗီယက်တွေဘာလုပ်နိုင်တယ်ဘာမလုပ်နိုင်ဘူးဆိုတာကိုအတိအကျသိနေခဲ့တယ်။သူသိနေခဲ့တာဆိုဗီယက်တွေရဲ့နှလုံးသား Kremlin နန်းတော်တွေကတည်င်းအချက်လက်တွေပါ။ဒီနေ့ကျွန်တော်တို့ပြောမယ့်ဇာတ်လမ်းက အဲ့ဒီ73ရက်တာကာလရဲ့နောက်ွယ်ကသူရဲကောင်းကဘာကြီးကိုကဲတင်ခဲ့တယ်လို့လူအများကသတ်မှတ်ထားတဲ့ဆိုဗီယက်စစ်ထောင်လမ်းရဲ့ GRU ဗိုလ်မှူးကြီးအော်လက်ပင်ကော့စကီအကြောင်းပါအော်လက်ပင်ကော့စကီဟာတာမန်ဗိုလ်မှူးကြီးတယောက်မဟုတ်ပါဘူးသူကဆိုဗီယက်စစ်ထောင်လမ်းရဲ့ GRU ရဲ့အရာရှိတယောက်ဆိုဗီယက်ဒုံးမြင့်နီးပညာတွေလက်နက်တပ်ဆင်မှုတွေနဲ့ပတ်သက်ပြီးအကုံဝင်ထက်ခွင့်ရထားတဲ့အတွင်းစုစစ်စစ်ပါဒါပေမဲ့ပင်ကော့စကီဟာ တာလင်ခေတ်ရဲ့ရက်ဆက်မှုတွေကိုမျက်မြင်ကိုယ်တိုင်ကြုံခဲ့ရတဲ့အပြင်ဆိုဗီယက်စနစ်တထုံလုံးကိုမေဝန်ထုတ်နေသူတယောက်သူကကွန်မြူနီဝါရကိုမယုံကြည်တော့ဘူး1961ခုနှစ်သူဟာအန်ဒီအကြီးဆုံးဆုံးဖြတ်ချက်တစ်ခုကိုခြားခဲ့တယ်သူကအနောက်တိုင်းကို American CIA နဲ့ British MI6 ကိုဆက်သွယ်နေတယ်သူရဲ့တောင်းဆိုမှုကရှင်းရှင်းလင်းပဲကျွန်တော်ခင်ဗျားတို့ကိုကူညီမယ်ကျွန်တော်မှာဆိုဗီယက်ရဲ့စီရေးလျှို့ဝှက်အချက်တွေအကုန်ရှိတယ်ဒါပေမဲ့ ဒါဟာကဘာကြီးရဲ့ငင်းချမ်းကြီးအတွက်ပါလို့သူ့ရဲ့နာမည်ဝေးကဟီးရိုးပါပင်ကော့စကီဟာတိတ်ကိုပါနတ်ပါသူကသူ့ရဲ့ယာရူးကိုအသုံးပြုပြီးအနောက်ဥရောပကိုခရီးသွားရင် MI6 agent Gravy Win နဲ့တွေ့ဆုံတယ်သူကဆိုဗီယက်ရဲ့အရေးကြီးဆုံးဒုံးရင်လက်ဆွဲစာအုပ်တွေမီးပညာအသေးစိတ်တွေကိုသူ့ရဲ့အိတ်ဆောင် Minus ကင်မရာလေးနဲ့ထပ်ပုံတွေရိုက်ပြီးဖေးပို့ခဲ့တယ်သူပေးခဲ့တဲ့အချက်အလက်တွေက CIA ရဲ့လက်ထဲကိုရောက်သွားတဲ့အခါ American ထောင်လိုင်းရေးလောကတစ်ခုလုံးတုံ့လောက်သွားတယ်။ဘာလို့လဲ။ဘာလို့လဲဆိုတော့အဲ့ဒီအချိန်ထိ American ကဆိုဗီယက်တို့ရဲ့ nuclear အင်အားကိုအလွန်အကြီးမားအထင်ကြီးထားတာ။ Missile gap ဆိုပြီးဆိုဗီယက်တွေကသူတို့ထက်အများကြီးတားလွန်နေပြီလို့ထင်နေကြတာ။ Pinkowski ရဲ့အချက်လက်တွေက အမှန်တရားကိုဖွင့်ချလိုက်တယ်။မဟုတ်ဘူး။ဆိုဗီယက်တွေက Khrushchev ပြောသလောက်မစွမ်းဆောင်နိုင်တဲ့ဘူး။ သူတို့ရဲ့ဒုံညစ်တွေက မတိကြဘူး။လောင်ရင်ဖွေးဖို့အချိန်အကြာကြီးယူရတယ်။ပြီးတော့အရေးအတွက်လည်းပြောသလောက်မရှိဘူး။ဒီအချက်လက်ကသမရကန်နဒီရဲ့လက်ထဲကိုတိုက်ရိုက်ရောက်သွားတယ်။ပြီးတော့1962ခုနှစ်အော်တိုဘာလကျူးပါအရေးအခင်စတင်ခဲ့တယ်။အမေရိကန်လေရင်တွေကကျူးပါမြေပေါ်မှာဆိုဗီယက်ဒုံညစ်စခန်းတွေတွေ့ရှိခဲ့တယ်။ကန်နဒီရဲ့စစ်ဗိုလ်မှူးကြီးတွေကချက်ချင်းလေကြောင်းကနေဘုံကျယ်ဖို့ကျူးပါကိုကျူးရော့ဖို့ကို တိုက်တွန်းခဲ့ကြတယ်။ဒါပေမဲ့ကနေဒီကတုံနိုင်နေခဲ့တယ်။ဘာလို့လဲ။ဘာလို့လဲဆိုတော့သူ့လက်ထဲမှာပင်ကော့စကီပေးထားတဲ့စာရွက်စာတမ်းတွေရှိနေလို့ပဲ။သူသိနေတယ်။ကျူးပါဘော်ကဒုံကြီးဒီဟာခရုရှက်ရဲ့နောက်ဆုံးအလောင်းအစားပဲဆိုတာသူသိနေတယ်။အဲ့ဒီဒုံကြီးဒီကတကယ်တမ်းပြည့်ဖို့အသင့်မဖြစ်သေးဘူး။ပြီးတော့ဆိုဗီယက်တွေကအမေရိကန်နဲ့ထိုက်တိုက်နျူကလ িয়ার စစ်ပွဲကြီးကိုဆင်နွှဲနိုင်တယ်လို့ အမှန်တကယ်အင်အားမရှိသေးဘူးဆိုတာသူသိနေတယ်။ပင်ကော့စကီရဲ့ထောက်လန်းရည်သိရင်အချက်လက်တွေကြောင့်ကန်နရီမှာအချိန်ရသွားတယ်။သူကစစ်ဗိုလ်မှူးကြီးတွေရဲ့ထိုးစစ်ကိုပယ်ချခဲ့ပြီးကျူးဘားကိုရေရက်နဲ့ပိတ်ဆို့တဲ့လမ်းစဉ် Naval Rocket ကိုပဲတွေးချခဲ့တယ်။ဒါဟာ Crusher ကိုမျက်နှာမပြတ်ဘဲနောက်ပြန်ဆုတ်နိုင်တဲ့အချိန်နဲ့လမ်းကြောင်းအခုကိုဖွင့်ပေးလိုက်တာနဲ့အတူတူပါပဲ။အဲ့ဒီတည်ရေးရှင်ကြီးတို့များအရေးကြီးတဲ့73ရက်တာကာလအတွင်းမှာ င်ကော့စကီကမော်စကိုမှာရှိနေခဲ့တယ်။သူဟာသူ့အသက်ကို လောင်းကြေးထပ်ပြီးကျူဘာအရေးခွင်နဲ့ပတ်သက်တဲ့ခရမလီနန်တော်တွေကနောက်ဆုံးအခြေအနေတွေကို CIA ကိုတိုက်တဲ့သတင်းပေးနေခဲ့တော့ပါပဲ။နောက်ဆုံးမှာခရူရှက်နောက်ဆုတ်သွားရင်ကဘာဂီလာအသက်ရှူချောင်ထွားခဲ့တယ်။ဒါပေမဲ့ဇလန်ကဒီမှာမပြီးသေးပါဘူး။ပင်ကော့စကီကကဘာဂီကိုကယ်တင်ခဲ့ပေမဲ့သူ့ခွန်လိုင်းကိုတော့မကယ်တင်နိုင်ခဲ့ဘူး။သူ့ရဲ့လှုပ်ရှားမှုတွေကို KGB ကတန်တရားဝင်လာပြီး ကျူဝါအရေးခင်ပြီးဆုံးသွားခဲ့တဲ့ရက်လက်ပိုက်ပိုက်တာအတွင်းမှာအော်လက်ပင်ကော့စကီအဖမ်းခံခဲ့ရတယ်။သူ့ကိုနိုင်ငံသက်ဆာဖြောင်းမှုဆိုတဲ့မှုကိုတရားတွင်စစ်ကြဲခဲ့တယ်။ဆိုဗီယက်မီဒီယာတွေကသူ့ကိုသူရဲကောင်းကနေတုံညာအထိချနှင်းခဲ့တယ်။1963ခုနှစ်မေလမှာသူ့ကိုတေးတံပေးခဲ့တယ်။ဒီနေ့အထိထောင်လန်းရေးသမိုင်းပညာရှင်တွေကြားထဲမှာအငင်းပွားနေရတုံးပါ။အော်လက်ပင်ကော့စကီဟာကဘာအီကိုကေတင်မှုဆွင့်ကြောက်ခဲ့တဲ့သူရဲကောင်းလား။ ဓမ္မမဟုတ်ကိုပိုင်မကျင့်နယ်မှုတွေကြောင့်ကိုယ့်နိုင်ငံကိုတက်ဆာဖျောက်ခဲ့တဲ့လူတယောက်လားအဖြေကဘာပဲဖြစ်ဖြစ်အချက်တစ်ချက်ကတော့ရှင်းပါတယ်1962ခုနှစ်အော်တိုဘာလမှာကမာကြီးနျူကလ িয়ার စစ်မီးထဲမရောက်ချခဲ့တာဟာခရမလင်နန်းတော်ထဲကရှိနေခဲ့တဲ့လူတယောက်ရဲ့အချက်အလက်ကြောင့်ဆိုတာပါပဲသူ့ရဲ့စွန့်ကြောက်မှုကတမရတယောက်ကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်အောင်ကူညီပေးခဲ့ပြီးကျွန်တော်တို့အောင်းနှုံဒီဇယ်လန်ကိုပြိုပြခွင့်ရအောင် အသက်ရှင်ခွင့်ပေးခဲ့တာနဲ့အတူတူပါပဲဒီဗီဒီယိုလေးကိုကြိုက်နေတတ်မယ်ဆိုရင် like and follow လုပ်သွားပေးပါအောင်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့